မီဇီမာရဲ့ဧပြီလ၄ရက်ဒမီဇီမာပရိုင်တိုင်းမီဇီမာသတင်းအစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီဇီမာဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီနေ့ကြည့်ကြရမယ့်သတင်းတွေကတော့လာရှိုကိုဧပြီလ21ရက်မတိုင်မီစစ်ကောင်စီထံ MNDAA ကပြန်ပေးမယ်လို့သိရပါရစ်ဝရန်ထုတ်ခံထားရတဲ့အနာသိန်းစစ်ကောင်းဆောင်ကိုဖမ်းဆီးပေးဖို့အင်တာပိုအဖွဲ့ဝင်ထိုင်းနိုင်ငံကိုတောင်းဆိုလိုက်ပါတယ် အပုံနှံတွေထွက်ပြီးလူသူကင်းမဲ့နေတဲ့နေပြည်တော်ကဝန်တန်းအင်အားတွေအကြောင်းကိုလည်းတင်ဆက်ပေးမှာပါအနာသိစကောင်စီတပ်ဖွဲ့ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရခိုင်မှာနှစ်ဖက်တိုက်ပွဲတွေပြန်ဆနေတယ်လို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်နှုံးထားတွေကြောင့်နိုင်ငံအများအပြားကုန်သွယ်ရေးဆွေးနွေးပွဲတွေလုပ်ဖို့စောင့်မျှော်နေတဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် MNDAA ဟာသူတို့သိမ်းပိုက်ထားတဲ့လာရှိုးမြို့ကို အခုဧပြီလ21ရက်နေ့မတိုင်မီစစ်ကောင်စီလက်ထဲကိုပြန်လည်အနှံ့တို့မယ်လို့ MNDAA ထဲမှာပါဝင်နေတဲ့မီဇီမာရဲ့သတင်းရင်းမြစ်နှစ်ရက်ကဧပြီလ4ရက်ဒီကနေ့မှာအတည်ပြုပြောပါတယ်။အဲ့ဒီလိုပြန်လည်လွှဲပြောင်းရဲ့လုပ်ရာမှာလာရှိုးမြို့ပေါ်ရက်ွက်12ခုကို ပြန်လည်ပေးအပ်မှာဖြစ်ပြီး ်ဘေးကရွာတွေတော့မပါဝင်ဘူးလို့ MNDAA သတင်းရင်းမြစ်တရက်ကပြောပါတယ်အခုဧပြီလမကုန်ပြီစစ်ကောင်စီဘက်ကဌာနဆိုင်ရာအဖွဲ့တချို့မြို့တွင်းပြန်လည်ဝင်ရောက်နေရာယူမှာဖြစ်ပြီးတော့စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်တွေကတော့နောက်မှလိုက်လာမှာဖြစ်တယ်လို့သိရကြောင်းတခြားသောလာရှိုးပြန်လည်ထူထောင်ရေးမှာပါဝင်နေတဲ့နောက်ထပ် MNDAA သတင်းရင်းမြစ်တရက်ကလည်းအတည်ပြုပါတယ်တဆန်တဆက်ကောင်စစ်စင်ရဲ့အပိုင်း1 ပြည်ခဲ့တဲ့2024ဇူလိုင်လအတွင်းက MNDAA ဥဆောင်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ပါဝင်တဲ့တော်လန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့လာရှိုမြို့ကိုစစ်ကောင်စီပြန်လည်ဝင်ရောက်လာမယ်ဆိုရင်လာရှိုမြို့သိမ်းတိုက်ပွဲအတွင်းမှာလာရှိုအချင်းတောင်ကနေလွတ်မြောက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေ MNDAA နဲ့ပူးပေါင်းပြီးမြို့ပြန်လည်ထူထောင်ရေးမှာဝင်ရောက်လုက္ကိုက်နေတဲ့ ဒေတာခန့်တို့ရဲ့လုံခြုံရေးကလည်းစိုးရိမ်ရမယ့်အခြေအနေမှာရှိနေတယ်လို့ထောက်ပြမှုတွေရှိနေပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ Binstead စီဝဲကိုတက်ရောက်နေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဖမ်းဆီးပေးဖို့အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကို Burmese Rohingya Organisation UK ကဧပြီလ၄ရက်ဒီကနေ့မှာတောင်းဆိုလိုက်ပါတယ် စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖေဖော်ဝါရီလ23ရက်နေ့မှာအာဂျင်တီးနားနိုင်ငံတရားရုံးကဖမ်းဝရန်ထုတ်ခဲ့ပါတယ်။အဲ့ဒီလိုဖမ်းဝရန်ထုတ်ပြီးနောက်ဧပြီလ1ရက်နေ့မှာပြည်ပဆိုင်ရာရဲတပ်ဖွဲ့စီကိုအကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ Burmese Rohingya Organization UK အဖွဲ့ကပြောပါတယ်။ထိုင်းနိုင်ငံဟာ1950ခုနှစ်ကတည်းကအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကြောင့် ဝရန်ထုတ်ခံထားရသူကိုအင်တာပိုအဖွဲ့ဝင်နိုင်ငံမှာ တွေ့ရှိပါက လုပ်ငန်းစဉ်တွေအရတရားရုံးကိုတရားဝင်လွှဲပြောင်းပေးဖို့အဲ့ဒီအဖွဲ့ကတိုက်တွန်းပါတယ်။အာဂျင်တီးနားနိုင်ငံတရားရုံးတစ်ခုကစစ်ကောင်စာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုမှာပါဝင်သူစစ်ကောင်စီအရာရှိ23ယောက်နဲ့ ဖန်စီထိမ့်သိမ်းခံနေရတဲ့နိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တမတဟောင်ဦးထင်ကျော်တို့ကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖမ်းဝရန်ထုတ်ထားတာပါလက်ရှိမှာတော့အာနာသိန်းစစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေတဲ့6ကြိမ်မြောက်ဘင်းစတက်အစည်းအဝေးကိုတက်ရောက်နေတာဖြစ်ပါတယ် စကောင်းဆောင်မင်းအောင်လှိုင်ကိုဘင်းစတက်အစည်းအဝေးကိုတက်ရောက်ခွင့်မပြုဘူးမြန်မာနိုင်ငံကဆက်အနာရှင်စန့်ကျင်ရေးအရက်ဖက်အဖွဲ့အစည်း300ကျော်ကထိုင်းအစိုးရနဲ့ခေါင်းဆောင်တွေကိုတောင်းဆိုခဲ့ပေမဲ့ထိုင်းအစိုးရကမျက်ကွယ်ပြုခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့အာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ရခိုင်ပြည်နယ်စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာနှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေစနေတယ်လို့စစ်ရဲသတင်းရင်းမြစ်တွေနဲ့ဒေတာခန့်တွေစီကသိရပါတယ်။အာနာသိန်းစစ်ကောင်စီဘက်ကဧပြီလ2ရက်ကအပြည့်အခက်ရဲစဲကြောင်းကြေညာပေမဲ့ဧပြီလ3ရက်မနေ့ကညနေ6နာရီကစစ်တွေနဲ့ကြောက်ဖြူမြို့ကိုလေကြောင်းတာမကရေတက်ကလည်းပြစ်ခတ်ခဲ့တယ်လို့ဒေတာခန့်တွေကပြောပါတယ်။ ဒါကြောင့်အာရခတက်တော် AA ဖက်ကဧပြီလ၄ရက်ဒီကနေ့မနက်ပိုင်းမှာတံပြန်ပြစ်ခတ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ဧပြီလ၄ရက်ဒီကနေ့မနက်၁၇:၃၀အချိန်ကစပြီးအဲ့ဒီစစ်တွေနဲ့ပုံနှုံမျိုးအဆက်မှာရှိတဲ့အောင်မြေကုန်းရေရိုးပြင် မီးလောင်ကျေးရွာနဲ့ကြောက်ဖြူမျိုးနယ်မှာရှိတဲ့စီမောကျေးရွာ ဇင်ချောင်းအနီးမှာရှိတဲ့ကြေးရော်တွေကိုအရခတက်တော် AA ဖက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်နေတာလို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါအပြင်ဒီနေ့နေ့လယ်၁၂နာရီဝန်းကျင်ကလည်းကြောက်ဖြူမြို့နယ်မှာရှိတဲ့ဒညာဝတီရေတပ်ဌာနချုပ်အနီးကစီမော်ကြေးရော်ကို Jet Fighter နှစ်စီးနဲ့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ်ခင်ဗျာ။ ဒါအပြင်ဒီနေ့နေ့လယ်၁၂နာရီဝန်းကျင်ကလည်းကြောက်ဖြူမြို့နယ်မှာရှိတဲ့ဒညာဝတီရေတပ်ဌာနချုပ်အနီးကစီမော်ကျေးရွာကို Jet Fighter နှစ်စီးနဲ့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အရခါတက်တော် AA ကိုကန့်တက် MNDAA နဲ့တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကလည်းအနာသိစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာခုခံကာကွယ်တဲ့တုံ့ပြန်မှုတွေကလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုမလုပ်ဘဲဧပြီလ1ရက်ကနေ30ရက်နေ့အထိအပြည့်အခက်ရက်စဲမဲတော်ကြေညာထားပါတယ်။ငလျင်တန်းတင့်ပြည်သူတွေကိုရှေ့ရှုခြင်းအပြင်စာနာထောက်ထားမှုတွေအရာဧပြီလ2ရက်ကနေ22ရက်နေ့အထိရက်20ကာလကိုယာယီအပြည့်ရက်ကာလအဖြစ်အနာသိန်းစစ်ကောင်စီကသတ်မှတ်ခဲ့ပေမဲ့နေ့စဉ်တစ်ဖက်သက်ပြစ်ခတ်မှုတွေရှိနေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ တိုင်းဒါလက်နက်ကင်တပ်ဖွဲ့တွေတော်လန်ရေးအင်အားစုအသီးသီးကငလီရင်တန်ခံရတဲ့ကာလအတွင်းမှာကေဆယ်ရေးနဲ့ပြန်လဲထူထောင်ရဲ့လုပ်ငန်းတွေကူညီဖေးမဖို့အပြည့်အခက်ရယ်ဆယ်မှုကိုကြီးညာပြီးနောက်တိုင်းဒါလက်နက်ကင်တပ်ဖွဲ့တွေဘက်ကရယ်ဆယ်မှုတွေရှိနေပေမဲ့စစ်ကောင်စီဘက်ကတော့ပြည်သူတွေရှိတဲ့နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာလို့သိရပါပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ငလျင်လှုပ်ပြီးတပတ်အကြာဧပြီလ3ရက်နေ့မှာဆူဆူဝါဝါပြက်စီးခဲ့တဲ့နေပြည်တော်ဇမ်ဘူသီရီမြို့နယ်အတွင်းမှာရှိတဲ့ဝန်တန်းအင်အားတွေမှာအပုံနှံ့တွေထွက်ပေါ်နေပြီးအဒီပတ်ဝန်းကျင်တဝိုက်မှာလည်းနေထိုင်သူတွေမရှိတော့ဘဲလူသူကင်းမဲ့နေတာကိုတွေ့ရပါတယ်အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင်နေပြည်တော်ဇမ်ဘူသီရီမြို့နယ်အတွင်းမှာရှိတဲ့ဝန်တန်းအင်အားတွေအများအပြားပျက်စီးပြီးလူသေဆုံးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ် တချို့ဝန်တန်းအင်အားတွေရှေ့မှာကေဇေရဲ့အဖွဲ့တွေကရုပ်အလောင်းတွေကိုဆက်လက်ရှာဖွေနေကြပြီး တချို့နေရာတွေမှာလည်းပြူပြက်နေတဲ့အဆောက်အဦတွေထဲကပစ္စည်းတွေတည်ထုတ်နေတာကိုတွေ့ရပါတယ်။ငလျင်ကျောက်တိုက်2000ကျော်ရှိတဲ့မိအထဝန်တန်းတွေနေထိုင်တဲ့လိုင်းခန်းတွေတိုက်3000ကျော်နဲ့4000ကျော်ရှိတဲ့လိုင်းခန်းတွေမှာလည်းပျက်စီးမှုတွေကြီးမားခဲ့ပြီး အရင်က၄ထက်ရှိခဲ့တဲ့တိုက်တွေကအခု၃ထက်တစ်ထက်စသဖြင့်သာကျန်ရှိတော့တာကိုတွေ့ရပါတယ်။ ဝန်တန်းအိမ်ယာတွေမှာနေထိုင်ခဲ့ကြတဲ့ဝန်တန်းတွေအနေနဲ့နေရက်ပြန်သူကပြန်ရက်ွက်တွေမှာအိမ်ငှားသူကငှားပြီးနေထိုင်နေကြသလိုဆူဆူဝါဝမထိခိုက်ခဲ့တဲ့တိုက်ခန်းတွေအနီးအနားမှာဖြစ်တယ်လို့နေထိုင်နေရတဲ့ဝန်တန်းတွေလည်းရှိနေပါတယ်။တချို့ဌာနဆိုင်ရာတွေကနေရာတွေစီစဉ်ပေးကြောင်းဝန်တန်းအတိုင်းဝိုင်းတွေစီကသိရပါတယ်။ လက်ရှိမှာတော့ပျက်စီးသွားတဲ့ဝန်ထမ်းအင်ရတွေတဝိုက်မှာရှိတဲ့ဘောလုံးကွင်းစာတင်ကြောင်းကွင်းပြင်ကျဲတော့လို့နေရာတွေမှာယာယီတဲငယ်လေးတွေဆောက်လုပ်နေတာကိုတွေ့ရပြီးကန်းကော်အင်ရနားမှာရှိတဲ့ယာယီတဲတွေမှာတော့နေထိုင်သူတွေရှိနေပြီလို့သိရပါတယ်ပဒေါအင်ယာရှိတိုက်အနီးမှာဆက်လက်နေထိုင်နေတဲ့ဝန်ထမ်းမိသားစုဝင်တဦးကတော့စားရည်တောက်ရည်အတွက်ကို့အစီအစဉ်နဲ့ကိုဆောင်ရွက်နေရကြောင်းမိစီမာကိုပြောပါတယ်။လှည့်စစ်မီမရတဲ့အတွက်ဆိုလာမီတွေလည်းလိုအပ်နေကြောင်းသူကပြောပါတယ်။ မလ28ရက်နေ့ကအင်အား9.9အဆင့်ရှိတဲ့အင်အားပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့်နေပြည်တော်အပြင်စကိုင်းမန္တလေးမကွေရှမ်းမြောက်နဲ့ပဲခူးတိုက်တွေမှာလူသေဆုံးမှုတွေနဲ့ထိခိုက်ပျက်စီးမှုတွေများပြားခဲ့တာဖြစ်ပါတယ်ဒီလိုငလျင်ကြောင့်နေပြည်တော်မှာရှိတဲ့ဝင်ကြီးဌာနရုံးတွေလည်းပြည့်စည်ခဲ့ရပြီးအာဏာသိမ်းစစ်ကောင်စီရဲ့ရန်တရားလေပတ်မှုကိုထိခိုက်ခဲ့ပါတယ် ်လက်ရှိမှာတော့ရုံးလုပ်ငန်းတွေကိုအရင်ကအတိုင်းလက်ပန်းနိုင်တာမရှိသေးပေမဲ့ဝန်ထမ်းတွေကိုရုံးလာဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်ဌာနဆိုင်ရာတချို့မှာဝန်ထမ်းတွေရုံးမလာပါကပြက်ကွက်စင်းမှထက်သွင်းအရေးယူနေကြောင်းဝန်ထမ်းအတိုင်းဝိုင်းစီကစုံစမ်းသိရပါတယ်ခင်ဗျာအခုတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကမ္ဘာတဝန်ချမှတ်လိုက်တဲ့အခွန်နှုံးထားသစ်တွေကြောင့်အဓိကကုန်သွယ်ဘက်နိုင်ငံတွေဖြစ်တဲ့ဥရောပတမကတရုတ်နဲ့တခြားနိုင်ငံတွေထိခိုက်နင်းနာခဲ့ရပြီးကမ္ဘာစီးပွားရေးနဲ့စတော့ဈေးကွက်တွေပါထိုးချသွားခဲ့ပါတယ်တရုတ်ကအခွန်တွေချက်ချင်းပယ်ဖျက်ဖို့တောင်းဆိုပြီးတံပြန်အစီအမင်တွေချမှတ်မယ်လို့လည်းကတိပြုလိုက်ပါတယ်။ဥရောပသမဂ္ဂကတော့အမေရိကန်နည်းပညာကုမ္ပဏီတွေကိုတိုက်ခိုက်နိုင်ကြောင်းသတိပေးထားပါတယ်။ကိုဆိုင်ခန့်ကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။ မရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကြာသပတေးနေ့ကကမ္ဘာတဝန်းချမှတ်လိုက်တဲ့အခွန်နှုန်းထားတွေကြောင့်ထိခိုက်နေတာတွားခဲ့ရတဲ့အမေရိကန်ရဲ့အကြီးအကဲကုန်သွယ်ဘက်နိုင်ငံတွေဟာဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့တကားဖွင့်ထားဆဲရှိပါတယ်။ထရန့်ရဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ကမ္ဘာစီးပွားရေးကိုထိခိုက်လေမလားဆိုတဲ့စိုးရိမ်ချက်ကြောင့် stocks တွေကလည်းထိုးကျသွားခဲ့ပါတယ်။ ထရန့်ရဲ့ဗိုလ်တုံးလေးကကြင်ညာခဲ့တဲ့လွတ်မြောက်ရေးနေ့မှာမိတ်ဆွေရန်သူမခွဲဘဲနိုင်ငံကိုမှချမ်းသာမပေးဘဲကြီးလေးတဲ့အခွန်တွေချမှတ်ခဲ့ပြီးဥရောပတမကနဲ့တရုတ်နိုင်ငံလိုအ धिक ကုံတွယ်ဘက်နိုင်ငံတွေတချို့အပေါ်လည်းအလွန်ပြင်းထန်တဲ့အခွန်တွေချမှတ်ခဲ့ပါတယ်။တရုတ်နိုင်ငံကတော့အခွန်နှုံးထားတစ်တွေကိုချက်ချင်းပယ်ဖျက်ပေးဖို့တောင်းဆိုလိုက်ပြီးတံပြန်အစီအမံတွေချမှတ်သွားမယ်လို့လည်းကတိပြုပြောကြားလိုက်ပါတယ်။ ပြင်းထန်တဲ့ဂျာမနီကတော့ဥရောပသမဂ္ဂအနေနဲ့အမေရိကန်ရဲ့နည်းပညာကုမ္ပဏီကြီးတွေကိုတိုက်ခိုက်နိုင်ကြောင်းသတိပေးလိုက်ပါတယ်။ဒါပေမဲ့28နိုင်ငံပါဥရောပသမဂ္ဂနဲ့တခြားနိုင်ငံတွေကတော့သူတို့အနေနဲ့ညှိနှိုင်းဆွေးနွေးလိုကြောင်းပြသထားပြီးချက်ချင်းလက်တော့ပြောင်းမဲ့အစည်းအမံတွေမချမှတ်သေးပဲချုပ်တီးထားကြပါတယ်။အမေရိကန်ရဲ့အပြင်းထန်ဆုံးအခွန်နှုံထားတစ်တွေအသက်ဝင်လာသည့်အထိတပတ်နီးပါးခန့်ဆောင်းဆိုင်နေကြမှာဖြစ်ပါတယ်။ကုန်သွယ်ရေးပြဿနာတွေအတွက် ဝါရှင်တန်နဲ့ဆက်သွယ်ရေးကိုထိန်းသိမ်းထားဆဲဖြစ်ကြောင်းပေကျင်းကပြောပါတယ်။ဥရောပတမကကုံသွယ်ရေးအကြီးအကဲမာရော့ဆက်ကိုဗစ်ကတော့အမေရိကန်ကုံသွယ်ရေးအကြီးအကဲနဲ့တောက်ကြနေမှာဆွေးနွေးဖို့အစီအစဉ်ရှိတယ်လို့ပြောထားပါတယ်။ထိုက်တန်နဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိနောက်ဆုံးရထားတဲ့ရွှေစည်းငွေစည်းအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါတွေကိုမီဇီမာသတင်းတောက်ကိုမြက်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာ။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ချက်ပြင်ပပေါက်စေ4430ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1565.65ချက်ပြင်ပပေါက်စေ3331ချက်ဒီလိုပါဒီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2304.54ချက်ပြင်ပပေါက်စေ 669ကျပ်ခိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ67.19ကျပ်ပြင်ပပေါ့စေ129.04ကျပ်မြန်မာတပင်ကကိုစစ်ကောင်စီတတ်မှတ်စေ487.12ကျပ်ပြင်ပပေါ့စေ998ကျပ်ပေါ့စေရှိပါတယ်။ဖော်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုံတဲအသေးသတ်မှတ်စဉ်56သိန်း1000ကျပ်ပြင်ပပေါင်စဉ်80သိန်းကျပ်စကားပဲရသားကိုရွှေကုံတဲအသေးသတ်မှတ်စဉ်52သိန်း9395ကျပ်ပြင်ပပေါင်စဉ်65သိန်း9000ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်လီတာကို2580ကျပ် ီမီယံဒီဇယ်2လီတာကို3190ကျပ်။အော်ဒိတ်92ဒီလီတာကို3000ကျပ်။အော်ဒိတ်95ဒီလီတာကို3050ကျပ်။ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73ဒီဇင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းဈေးဈေးနှုန်းတွေကတော့စောင်းဈေးတစ်ပိတ်တာကိုစစ်ကောင်စီတတ်မှတ်ဈေး6855ကျပ်။ပြင်ပပေါက်ဈေး1000ကျပ်။ပေါက်ဈေးရှိပါတယ်။ ဖော်ပြပါဇင်းုံတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ The Mizima Prime Time Mizima သတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါ။ The Mizima Prime Time အစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ စ္စည်းမှတရင်များဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။အခုတစ်ခေါက်မှာတော့အင်းတွင်းကြံဖတ်မှုတွေပပြဖို့အတွက်အမျိုး